မန္တလေးတိုင်းမြင်းကျန်ခရိုင်နှစ်ထိုးကြီးမျိုးရဲ့ကြက်သေးဆောင် ဖြစ်တဲ့ရှင်မင်းတော်တော်ဦးဇေဒီကိုစစ်ကောင်စီကပုံကျဲတိုက်ခိုက်ပြီးဖျက်ဆီးခဲ့ပါတယ်။ဒီကနေ့ဇွန်လ24ရက်နေ့မနက်အစောပိုင်း7:00နာရီခွဲအချိန်မှာနှစ်ထိုးကြီးမျိုးအမှတ်နေရက်ကွက်အတွင်းတီထောင်းကိုခွေတဲ့တမိုင်းဝင်ရှင်မင်းတော်တော်ဦးဇေဒီကိုစစ်ကောင်စီကလေကြောင်းကနေပုံသေးနှလုံးကျဲချခဲ့တာဖြစ်တယ်လို့ဒေသခံမျိုးသားတအုပ်က CJ Platform ကိုပြောပါတယ်။ အဲ့ဒီလိုစစ်ကောင်စီရဲ့ပုံကျဲချမှုကြောင့်ဖျားသတိုင်းတရဏီကအဆောက်အုံတွေနဲ့ရှင်းအောင်စေဒီပထိုးတွေပြစီခဲ့ရတယ်လို့လဲသူကထမှန်ပြောပြပါတယ်။ရှင်မင်းသားတို့စေဒီဟာနှထိုးကြီးမျိုးသူမျိုးသားတွေကိုးကွယ်နေတဲ့တမိုင်းဝင်ဖျားတစုဖြစ်ပြီး COVID-19 မတိုင်ခင်နှစ်တွေမှာလည်းမျိုးကန်တွေကနှစ်ဆင့်ဖျားပွဲကိုစီကားတိုက်မြိုက်စွာကျင်းပလေရှိပါတယ်။ရှင်မင်းသားတို့စေဒီဟာစေဒီတော်ကိုပုံ90နဲ့တသားပြသက်တော်ဖြင့်ငုံကတီထားခြင်းဖြစ်ပြီး ဇေဒီရုံကိုငုံထားတဲ့ပုံပြသက်တော်ရိုးတသားတိုင်လုံးပေါင်း59တိုင်နဲ့တည်ထားတာဖြစ်ပါတယ်။စကောင်စီကဘုံကျဲချဖျက်ဆီးခဲ့တဲ့ရှင်မင်းသားတော်ဇေဒီဟာနွားတို့လိုအမည်ရတဲ့ချေးရွာကနွားကြောင်သားလေးမောင်သားတော်ဦးကြောင့်နဲ့နွားရီတွေကနွားတကောင်ဦးကျုတ်တွေးရကနေပေါ်ပေါက်လာတဲ့ပေါ်တော်မူဇေဒီဖြစ်တယ်လို့သမိုင်းမှန်တန်းတွေက ဆိုပါတယ်။ အဲ့ဒီပေါ်တော်မူစေဒီကိုယသိရှင်နိုင်စံကဗျာဒိုင်းနဲ့ဌာပနာပြုတဲထားကိုကိုွယ်ခဲ့ရကနေရှင်မင်းတော်တော်ဦးလို့အမည်တွင်ခဲ့တာလို့သမိုင်းမှတ်တမ်းတွေကဆိုပါတယ်။ဒါအပြင်ပကံခေဦးပိုင်းကိုစော့ကြောင်ဖြူမင်းလောင်းကမင်းမင်းရဲ့မဖြစ်မီရှင်မင်းတော်တော်ဦးစေဒီမှာသူ့မင်းဖြစ်ချိန်ဖယောင်းကိုကောင်းမွန်စွာတဲထားကိုကိုွယ်မယ်လို့တစ္ဆာစကားဆိုခဲ့ပြီးမင်းဖြစ်ချိန်မှာပြုပြင်မွမ်းမံမှုတွေလှုံ့ဆော်ခဲ့တယ်လို့လည်းသမိုင်းမှတ်တမ်းတွေကဆိုပါတယ်ရှင်။အခုလိုသတင်းတွေကို ပုံမှန်မျှဝေပေးနိုင်ဖို့နဲ့ CJ Platform သတင်းဌာနရဲ့ရေရဲ့ဒီနိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်။သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း Channel ကို Like and Subscribe လုပ်ဆောင်ပြီး Notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။